အလုံးမဲမင်္ဂလာပါစေချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးကတော့မနက်ပိုင်းမှာဈေးစပွင့်ပွင့်ခြင်းမှာ250အတက်နဲ့ဈေးပွင့်ပေမဲ့ဒီနေ့ထိုင်းရွှေဈေးတရလုံးအတိုင်းတာနေနဲ့16ကြိမ်တိတိအတက်ကြရှိပြီးတော့ညနေမှာတော့အကြဈေးနဲ့ပဲကျွန်တော်တို့ဈေးပိတ်သွားတာဖြစ်ပါတယ်လက်ရှိမှာတော့96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းနေဈေးက9100နဲ့မှတရဆိုင်ကလက်ခံတဲ့ဈေးက9000နဲ့မှ1000 အဝိညာဉ်ဆိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9100နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက9088.64နဲ့ပေါင်ဈေးရှိပါတယ်ကမ္ဘာရွှေတအောင်စကိုဒေါ်လာ3263နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှန်ငွေ33.36နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က PSC တိုင်းရွှေခဲတစ်ပတ်သားကို9300နဲ့ပေါင်ဈေးရှိနေပါသေးတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9100ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါ။ ။လက်ဝဲရနာရဲ့လက်ခတွေကတော့ဘက်ကောင်ထဲမှာတပတ်သားကို1000ကနေ2000အထိရှိနိုင်ပါတယ်။မိမိဝဲတဲ့ထဲပေါ်မှာမူဒီလိုရောင်းတဲ့ဆိုင်ပေါ်မှာမူဒီပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝဲရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4800ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေဈေးကမနေ့ပိုင်းမှာအတက်ဈေးနဲ့ဈေးပုံမိမဲ့ ညနေမှာတော့ဈေးပြန်ကျပြီးတော့လက်ရှိမှာတော့ဒီနေ့မှာအကြဈေးနဲ့ပဲဈေးပိတ်သွားတာဖြစ်ပါတယ်။ Ice Cream ကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်။ Bangkok ထဲမှာဆိုရင် Sina Klin Sea Coast ကွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ200၊မားပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ Ice Cream ငွေစည်းတွေကိုအများအားတင်ပေးပါတယ်။ Ice Cream ငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ video တွေကို follow လုပ်, like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြင်ဆင်နိုင်ကြပါစေ။